မန္တလေးတိုင်းဒေသကြီးကာယပလနဲ့ကာယကြံ့ခိုင်မှုဆော့ကော်မတီကနေကြီးမှုကျင်းပတဲ့လူသစ်တန်းကာယပလမောင်ပြိုင်ပွဲကိုမတ်လ26ရက်နေ့မနက်7:00နာရီကစတင်ပြီးမန္တလေးမြို့ဘာထုခွင်အာကစားခန်းမှာကျင်းပပြုလုပ်ခဲ့ပါတယ်။အဲဒီပြိုင်ပွဲမှာမန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့အာကစားကလပ်တွေကကာယပလမောင်ပြိုင်ပွဲဝင်22ဦးဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးဒိုင်းတွေပြင် ဥတလက်ဥခမောင်သိန်းဥအောင်အောင်ဥနေစန်းဥမျိုးမြင့်သိန်းဥညွန်ဝင်းဥမောင်အေးဥကျော်စံမောင်ဥအောင်ကျော်မြင့်တို့ကလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အခုပြိုင်ပွဲကိုလူငယ်မျိုးဆက်သစ်တွေမွေးထုတ်ပေးနိုင်မှုအတွက်ရည်ရွယ်တယ်လို့မန္တလေးတိုင်းဒေသကြီးကာယာပလာနဲ့ကာယာကြမ်းခိုင်မှုဆက်ကော်မတီကဥက္ကဋ္ဌဦးစောနိုင်ဦးကပြောပါတယ်။စုမရဘူးသေးတဲ့မရခဲ့တဲ့ညီတွေကလည်းပြိုင်ပွဲအတွေ့အကြုံရမယ်။မောင်ဘလူပြန်ရတယ်၊ကိုဟန်ဘလူပြရတယ်ဘလူကြိုးစားရတယ်ဆိုတာသူတို့သိရှိနားလည်လာပြီးတော့မှ နောက်တစ်ဆင့်ကျွန်တော်တို့မန္တလေးတိုင်းမှာကျင်းပတဲ့ကျွန်တော်တို့အထင်ကရပွဲရွှေမန်းမောင်ဆိုတဲ့တိုင်ပွဲရှိတယ်။ဒီအဆင့်အနေပြီးလို့ရှိရင်ကျွန်တော်တို့ရွှေမန်းမောင်တိုင်ပွဲကိုတက်လန်းနိုင်အောင်လုပ်ရဲသူတို့ဆက်ပြီးတော့ကြိုးစားမယ်။တိုင်ပွဲဝင်မယ်။ဝင်လို့ရှိရင်ရွှေမန်းမောင်ရန်ဘုံမှာဆူရတယ်ဆိုရင်သူတို့ကနောက်တစ်ဆင့်တိုင်းနဲ့ပြည်နယ်ပွဲလိုအားမျိုးတွေတိုင်းနဲ့ပြည်နယ်ပွဲလိုအားမျိုးတွေနောက်ထပ်ကျွန်တော်တို့နိုင်ငံတကာပွဲတွေလိုအားမျိုးတွေဝင်ရောက်ရှင်ပြိုင်နိုင်တဲ့အဆင့်တွေ ရောက်အောင်ကျွန်တော်တို့ဒီကတိုင်းကနေမြေတောင်မြောက်ပြီးတော့ကျွန်တော်လူငယ်မျိုးဆက်တွေပြိုးထောင်ပေးတာပေါ့နော်တဲဝဲအတွက်အမှတ်ပေးရမှာရှင်ဦးကျွတ်သားကျောဘက်ကျွတ်သားပောင်ရင်နဲ့လမောင်းကျွတ်သားဘိုက်ကျွတ်သားကြန့်ခိုင်မှုတွေပေါ်မူတည်ပြီးအကဲဖြတ်အမှတ်ပေးခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျာ လူသက်တမ်းကာယပလမောင်ပြိုင်ပွဲကို1945ခုနှစ်ကစတင်ပြီးနှစ်စဉ်ကျင်းပခဲ့တယ်လို့သိရပြီးတော့အခုနေ့အတွက်စုရသူတွေကိုတော့ပထမစုစုငွေ7,000ဒုတိယစု7,000တတိယစုကိုတော့7,500နဲ့အထူးစု3,000ကျပ်နှစ်စုတို့ကိုပေးအပ်ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်